ဒီနေ့မှာတော့စက်တင်ဘာလ26ရက်နေ့အတွက်မုံတိုင်းလုံမိုးလေဝသခံမှန်းချက်တွေနဲ့မုတ်တုံလေးအားကောင်းနေတဲ့နောက်ဆုံးရအခြေအနေများကိုအားလုံးသတိထားရအောင်တင်ဆက်ပေးသွားပါမယ်။တိုင်ဖုန်းမုံတိုင်းရာဂါစာရဲ့အကျွင်းကျန်အပူပိုင်းမုံတိုင်းရဲ့မြန်မာနိုင်ငံပေါ်တက်ရောက်မှုအချိန်ဟုန်အခြေအနေများကိုတင်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်12:30နာရီချိန်တိုင်းထွာကြများရတရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသများကိုဖျက်ကျော်ဝင်ရောက်နေတဲ့အားကောင်းသောတိုင်ဖုန်းမုံတိုင်းရာဂါစာဟာအနောက်ဘက်သို့ရေမှိုင်း312မိုင်ခန့်ရွေ့ရှားခဲ့ရာ အပူပိုင်းမုံတိုင်းငယ်ဖြစ်သူအာရော့ခဲ့ပြီးတရုတ်ဗီယက်နမ်နယ်စပ်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအလွန်အလွန်အားကောင်းသောတိုင်ဖွန်းမုံတိုင်းရာဂါဆာရဲ့အကျွင်းကျန်အပူပိုင်းမုံတိုင်းငယ်ဟာမြောက်လက်တီတွန်း22.3ဒီဂရီနဲ့အရှေ့လောင်ကြီးတွန်း18.3ဒီဂရီမှာတည်ရှိပြီးဗီယက်နမ်နိုင်ငံဟမ်နိုင်းမြို့ရဲ့အရှေ့မြောက်ဘက်ကိုမိုင်100ခန့်အကွာဟိုင်ဖောင်မြို့ရဲ့မြောက်ဘက်82မိုင်ခန့်အကွာမြန်မာနိုင်ငံတာချီလိမ့်မြို့ရဲ့အရှေ့ဘက်မိုင်480ခန့်အကွာကိုဗဟိုပြူနေပါတယ် ဗဟုကျက်လီဖီးယားမှာ1000ဟက်တူပါစကယ်အမြင့်ဆုံးလေတိုက်နှုန်းမှာတနအီလ35မိုင်နှုန်းဖြစ်ပြီးရုတ်တရက်လေပြင်းတိုက်ဖြတ်ချိန်မှာမိုင်40အထိရှိနိုင်ပါတယ်။အဆိုပါအလွန်အလွန်အားကောင်းသောတိုင်ဖုန်းမွန်တိုင်းရာဂါဆာရဲ့အကျွင်းကျန်ပူပိုင်းပုံတိုင်းငယ်ဟာအနောက်ဘက်သို့ဆက်လက်ရွေ့လျှားပြီးလာမယ့်48နာရီတွင်လာအိုနိုင်ငံမြောက်ပိုင်းမှာလီဖီးယားနဲ့ရုံဝန်ဖြစ်သူ၎င်းလာမယ့်82နာရီအတွင်းမှာ မြန်မာနိုင်ငံရှမ်းပြည်နယ်ရှေ့ပိုင်းမှာလေဖိအားနဲ့ဆဲဖြစ်သူ၎င်းတဖြည်းဖြည်းပြန်လည်အပြော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအလွန်အလွန်အားကောင်းသောတိုင်ဖုန်းမွန်တိုင်းရာဂါဆာရဲ့အကျဉ်းကြံများကြောင့်ယနေ့မှစ၍တရက်ဆယ်လ2025ရက်နေ့အတွင်းတပြီလုံးတွင်နေရာနှံပြမိုးထစ်ချုံရွာပြီးနေရာကွက်ကြားမိုးသည်ထန်ခြင်းဒေသလိုက်မိုးကြီးခြင်းမိုးချိန်ခြင်းမိုးကြိုးပစ်ခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသပညာရှင်ဒေါက်တာဆိုင်းခွန်အာကာကခန့်မှန်းထားပါတယ်။